苏古的。 အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါတယ်။ Like to my video အားလုံးပါ So အခုလောလောဆယ်မှာ Manchester United ရဲ့ကာမာကူမီလူကာအသင်းရဲ့အနာဂတ်နဲ့ပတ်သက်လို့မတိကျမေးရမှုတွေပေါ့လေ။ So အခုဒီပြအမေအမလုံးဆက်ရှိနေလို့ဆုံးဖြတ်ချက်ချောင်းဒါအခုလောလောဆယ်မှာကူမီလူကာ Joshua Sexy နဲ့ Flow အသင်းဖတ်ဖို့ရှိတဲ့အချိန်မှာမေလူကာအဓိကပြဿနာပဲ။ तू ကဒါမှန်တိုင်းပြောရင်ဒါသူကစားချင်တယ်။အင်္ဂလန်လူရေးစင်တဲ့အခုကပ် ပါခြင်းလေဆိုပြီးခဲ့တဲ့ချူရိုမှာပါဝင်ပြီးရပြီးအချိန်မှာသူအင်္ဂလန်နဲ့သူကမ္ဘာဖလားကစားခြင်းနဲ့သူ့မှာအချိန်က6လလောက်ပဲကြံတော့။ဘာကြောင့်လဲဆိုတော့ဒါကမ္ဘာဖလားပြိုင်ပွဲအသင်းဝင်ဖို့ဆိုရင်ဥမာပွဲထွက်ခွင့်ရတဲ့ကစားမမဟုတ်ရင်တော့မတ်စ်ထူခေကမရွေးဘူး။အဲ့ဒီအတွက်ကြောင့်ကိုဘီမင်းတို့ကတော်တော်လေးစိတ်တက်ကြနေတဲ့အချိန်မှာအခုစောင်းရတီမှာ United ကတေချာပေါက်ထွက်မယ်။ဆိုတော့ Manchester United ကသူ့ကိုအပိသက်ရောင်းဖို့လုံးဝစံနာမရှိဘူး။ တကယ်လို့ तू force နဲ့အသင်းကထွက်ဖို့ကြိုးပမ်းမယ်ဆိုရင်တောင်မှသူ့ဘက်ကကလပ်ဘက်က maybe လက်ခံကောင်းလက်ခံနိုင်တယ်ဒါပေမဲ့အဲ့လက်ခံမှုရဲ့နောက်ဆက်တွဲမှာ Kobe Mainu ကို นั่นเลยแต่ไม่ต้องมจะยาธิอันว่าแค่เท่าแหร่งาแต่ไม่อัปีแต่ปงแซนอยู่มาปาลาบุสกุบิเมนูกาอุโยปัตลาที่มาตุนับปุลิบุเชียนตัวจริงไอ้นับปุลิบุตัวเมสุสเนอันทุลิคุติเลตมาสกุมาชมนีรูวัสมาควายนาดูลูกรามาดูกพีไหนเนี่ย ဒါပေမဲ့ Manchester United ကကိုအဲ့လမ်းဒီဝိုင်လန်ကိုချားကားမတွေလိုပဲအဲ့လိုကိုဖောက်ခွဲပေးမှာဆိုတော့ခုလောဆယ်မှာ Premier League က Everton ရှိတယ် Aston Villa ရှိတယ် Newcastle United ရှိတယ် Tottenham Hotspur ရှိတယ်ဒီလေးသင်းကကိုဘီမင်းနုကိုသဘောကျတယ်ဒီလေးသင်းကကိုဘီမင်းနုကို at least ဆို6လအကန့်နဲ့ခေါ်မယ် maybe option to expire no extend ပုံစံနဲ့ထည့်နိုင် Man United ကကိုဘီမင်းနုနဲ့ပတ်သက်လို့လွန်ခဲ့တဲ့စောင်းရာသီလိုနွေရာသီလိုနဲ့ဟိုးနှစ်တင်တော့ကတော့ ပေါင်80 80လောက်တတ်မှတ်တယ်။ဒါပေမဲ့အဲ့လောက်ရဖို့လေခက်တဲ့အချိန်မှာ Sergeant Redcliffe ကတော့ဘယ်လိုပြောမလဲ။ကိုင်းလေကမှခေါ်မယ်၊မိသားစုမှခေါ်လို့ထွက်သွားလိုက်တဲ့အတွက်ကြောင့်သူလိုရဲ့နေရာမှာရှိရှိသူတို့ကအစားတူချင်တာပေါ့လေ။ဆိုတော့အခုလောလောဆယ်နေထားရကျွန်တော်အမြင်ပေါ့လေ။ဒါဘာသွားတွေးကြည့်လဲဆိုတော့ Kobe Bean ရဲ့ option က Tottenham Hotspur ကိုတွိုင်းတွိုင်း။တွိုင်း Aston Villa ကိုအတူတူ Everton လည်းမေးသူတို့ chance တွေကြာအဲ့လိုအသေးခုနပြောတဲ့ West Ham တို့တချို့အသေးတွေကတော့တော်တော်လေးတော့နေနေဒါပေမဲ့ဥရောပက Napoli ဆိုတော့သူတို့အကောင်းဆုံးပေါ့လေ Napoli မှာတီချပေါက်နေရာရှာနိုင်မယ့်အခြေအနေမျိုးရှိတယ်ဒါပေမဲ့ question က Manchester United ကဒါတရာတိအငါးတီတန်6လအငါးတီတန်လားအပိသက်ပုံစံမျိုးကတော့ပါဖို့ခက်တယ်ဒီနေရာမှာ Sexy ဆိုရင် Sevilla နဲ့စကားပြောနေတယ်သူ City Club တင်နှစ်သင်းလောက်စကားပြောတယ် Premier League ကပဲ Club တင်နှစ်သင်းသုံးသင်းလောက်ဆိုတော့ဒီသားမနှစ်ယောက်ကတော့ Desperately United ကထွက်ချင်တယ်ဆိုတော့အဒီအသင်းကြီးပြ ေပြီးအမလိုကိုစာချင်း red click ကအခွင့်အရေးပေးထားပြီး၃နှစ်စာချုပ်အပြည့်ဝထားနိုင်မယ်ဆိုတဲ့အချက်ကြောင့်သူတရားပေါ့အသင်းမှာဆက်ရှိနေတယ်။အဲ့ရတာကလည်းကိုပြီးမင်းလူအတွက်နည်းနည်းတော့စဉ်းစားခက်တာပေါ့လေ။ तू ကပွဲစဉ်ပွဲစဉ်တိုင်းမှာဒီ Casemiro က main player မှာ Bruno နဲ့တွေ့တဲ့ခါမှာသူတို့တို့ကဘလို့မှနေရာမရဘူး။သူဝင်လာလဲ7မိနစ်55မိနစ်တပိုးမကစားရဘူး။ဆိုတော့မနေ့ကယူရိုတောင်သူပါတဲ့ကစားမတယောက်နေနဲ့အခုလိုမပါတော့လဲသူကလည်းနည်းနည်းစိတ်ထဲကြတာနဲ့ပါတယ်။ဆိုတော့ World Cup ဝင်ဖို့ဆိုရင် သူ့အနေနဲ့လောရမှာအများကြီးပဲဆိုတော့ तू ပြောင်းမဲ့အသင်းမှာ तू regular ကစားကွင်းရပို့ခြေစွမ်းပြပို့အဲ့လိုခြေစွမ်းပြမှာပဲအင်္ဂလန်မှာပါမယ်ဟိုကက Danklaw Rice နဲ့တွဲမှာက Alia Anderson က main ပဲဒီကြားထဲမှာ Adam Warden အပါအဝင်တချို့ player တွေနောက် Jordan Henderson ကလည်းဒီ Brandford မှာခြေစွမ်းပြနေတော့ Henderson ကို back အနေနဲ့ကိုသွားနိုင်တော့သူ့အတွက်က Lewis အတွက်က chance ကနည်းတယ်ဒါပေမဲ့ကျွန်တော်ပြောလို့ပေါ့လေစပါအသင်းမျိုးမျိုးကိုရောက်ရင်လည်းသူ့မှာ Joel Pat Joel Joel Pelin ညာရဲ့ Bantan Koro နဲ့သူနေရာလူရမယ် ဒါ maybe Aston Villa ဆိုတော့ပြောလို့မရဘူးသူတို့ချမ်းရှိကောင်းရှိနိုင်လို့ Everton လည်းသူချမ်းရှိတယ်ဒါပေမဲ့ခုလောလောဆယ်မှာ Kobe Mainu က Man United ကထွက်မယ်တရားသည့်အငားတက်6လအငားဖြစ်မယ် Napoli ကတော့သူ့ကိုအဓိကလူချပြီးတော့သူကဒါ club ကိုထွက်ခွာခွင့် request နေနဲ့6လအငားပဲဖြစ်ဖြစ်ထွက်ဖို့ရှိတယ် Jersey လည်းပြောင်းရွှေ့มาဖြစ်ပြီးတော့ Manchester United ကတော့သူ့ကိုထွက်ခွင့်ပေးမပေးကိုဆုံးဖြတ်ချက်ချပါဖို့ရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်